Hello အားလုံးပဲမင်္ဂလာပါ။ Asetra Burma Channel အနေနဲ့ပြန်လည်ကြိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးလို့မယ့်အကြောင်းအရာကတော့ GD Science မှာပါတဲ့ Photosynthesis လို့ခေါ်တဲ့ဖြစ်စဉ်အကြောင်းကိုပြောပြပေးလို့မှာဖြစ်ပါတယ်။ And Photosynthesis ဆိုတာကမြန်မာလိုအလွယ်တကူနားလည်မယ်ဆိုရင်အပင်ဒီအလင်းကိုအမိပြုပြီးတော့အစာချက်လုပ်တဲ့ဖြစ်စဉ်ကိုအလွယ်တကူမှတ်သားထားလို့ရတယ်ပေါ့နော်။သက်ရှိသရဝါတွေအပင်မဟုတ်တဲ့တရိတ်ဆန်တွေ Organism တွေက သူတို့က energy source ကို အစားအစာအနေစားသုံးခြင်းဖြင့်ရရှိတယ်။အပင်တွေကကျတော့မဟုတ်ဘူး။အပင်တွေမှာကျတော့သူတို့ကဒီ photosynthesis ဆိုတဲ့ process နဲ့သူတို့ဖာသူလိုအပ်တဲ့အစာကိုသူတို့ချက်လုပ်တယ်ပေါ့နော်။အဲ့လိုချက်လုပ်တဲ့နေရာမှာဘယ်ဟုတ်သုံးလဲဆိုတော့အနေအောင်ချရရတဲ့ sunlight light energy ကိုသုံးပြပြီးတော့အစာချက်လုပ်တယ်ပေါ့နော်။အဲ့ဒီဖြစ်စဉ်လေးတွေကိုအကြမ်းများဖြစ် photosynthesis လို့ခေါ်တယ်။ဟုတ်ပြီဒီနေရာမှာ အစင်းရောင်အပင်တွေကကျတော့အစာထုတ်လုပ်တဲ့သူတွေ producer တွေလို့ခေါ်တယ်ပေါ့နော်ဒီအစာထုတ်လုပ်တဲ့သူတွေအပင်မျိုးစားတဲ့သတ္တဝါတွေကိုတစ်ဆင့်တစ်ဆင့်ပြန်စားသုံးရင်းနဲ့ပဲတခြားသတ္တဝါတွေကအစာကိုရရှိတယ်ပေါ့နော်ဒီနေရာမှာပြန်ပြီးတော့ photosynthesis ကိုပြန်တော့ရရင်ဒီနေရာမှာမိတတ်တဲ့အရာက photosynthesis ဆိုတာအပင်တွေရဲ့ဘယ်အစိတ်ပိုင်းဘယ်နေရာမှာဖြစ်လဲပေါ့နော် အပင်တွေရဲ့ဘယ်နေရာမှာဖြစ်လဲဆိုတော့ photosynthesis ဆိုတာကအပင်တွေရဲ့ ဆဲဆဲမှာရှိတယ်ကလိုရိုဖလက်လို့ခေါ်တဲ့အစိတ်ပိုင်းထဲမှာဖြစ်တယ်ပေါ့နော်အမ်စကားချက်အနေနဲ့ဖြတ်ပြောရရင်အဲ့ဒီကလိုရိုဖလက်ထဲမှာ green pigment လို့ခေါ်တဲ့ chlorophyll ဆိုတဲ့အစိတ်ပိုင်းလေးတွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒီ chlorophyll လေးတွေကြောင့်ပဲအပင်အပင်လေးတွေကဆင်းရောင်လေးတွေဖြစ်နေရတာပေါ့နော်ဟုတ်ပြီ photosynthesis ကိုမှတ်သားတဲ့နေရာမှာအလွယ်တကူအနေနဲ့အချက်၃ချက်နဲ့မှတ်လို့ရတယ် carbon dioxide လို့ခေါ်တဲ့ CO2 ပါမယ် H2O လို့ခေါ်တဲ့ရေပါမယ်ပြီးရင် sunlight နေအောင်ရှာရတဲ့ light energy ကတော့မြားပေါ်မှာရေးရပေါ့နော်ဒီ G ဒီစာအုပ်ထဲမှာအဲ့ဒီ၃မျိုးပါမယ်ပေါ့နော်အဲအလွယ်တကူမသားလို့ရတာအဲ့ဒီ၃ခုလုံးကအပင်အစိတ်ပိုင်းရဲ့ဖယ်ညာမှာဖြစ်လဲဆိုတော့ Celsius မှာပဲဖြစ်တယ် CO2 ကလည်းအပင်ရဲ့ Celsius တွေကိုဝင်တယ် H2O ကလည်းအမြစ်တင်းကနေစုပ်ပြီးတော့အဲ့ဒီအပင်ရဲ့ Celsius ကိုဝင်တယ် sunlight ကရတဲ့ light energy ကလည်းဘယ်မှာဝင်ပြီးတော့အစာချက်လို့လဲဆိုတော့အဲ့ဖြစ်စင်မှာ cell state ကိုပဲဆင်ဝင်ပြီးတော့ဒီ၃မျိုးပေါင်းပြီးတော့ chemical reaction ဖြစ်တယ်ပေါ့နော်အဲ့တော့ CO2 ရဲ့ H2O ရဲ့ sunlight ရဲ့အကုန်လုံးအပြင်ရဲ့ plant ရဲ့ cell ရဲ့မှာဖြစ်နေတာအဲ့ဒီဖြစ်စင်ကနေမှာဘာရလာလဲဆိုတော့ glucose လို့ခေါ်တဲ့အရက်ခေါ် sugar ပေါ့နော်ဒီမှာ trapon ကကျတော့ C6H12O6 လို့ခေါ်ရပစ္စည်းလေး ਨੇ ဒီကြံတဲ့ဟာ ကြံတဲ့ byte product ကအောက်ဆီဂျင်လို့ခေါ်တဲ့ O2 ထွက်လာတယ်ပေါ့နော်အဲ့မှာလူတွေတော်တော်များအပင်လေးညာနေထွက်တဲ့ဒီအောက်ဆီဂျင်ကိုရှူတယ်အဲဒီအပင်တွေကကျတော့ဒီ glucose လို့ခေါ်တဲ့ CCH2 ကိုစစ်တပ်ပေါင်းကိုသူတို့ store လုပ်တယ်ဒါမှမဟုတ်ပြန်လိုတဲ့နေရာတွေမှာပြန်ပြီးတော့အသုံးပြုတယ်ပေါ့နော်အဲ့တော့ပြန်ပြောရရင် photosynthesis ဆိုတာဒီ အအချက်နှစ်ချက်နဲ့ဖြစ်တယ်ပေါ့နော် stage နှစ်ခုနဲ့ဖြစ်တယ်ပထမတစ်ခုမှာအပင်လေးအပင်လေးရေထဲမှာရှိတဲ့ chloroplast ကဒီနေရောင်ကြီးရရတဲ့အလင်းကိုသူကဖမ်းယူထားလိုက်တယ်ဒုတိယ second stage နေရတဲ့ကအပင်လေးတွေကလေထဲမှာရှိတဲ့ carbon dioxide ကိုစုပ်လိုက်တယ် cell stage ကိုရောက်သွားတယ်အမ်ပြီးတော့မြေကြီးရေထဲမှာသူတို့စုပ်ထားတဲ့ရေအပင်ရဲ့အမြစ်တွေကနေစုပ်ထားတဲ့ရေ H2O ကိုဒီ cell stage ကိုပြန်ပို့လိုက်တယ်ပေါ့နော် အပင်လေးရဲ့ cell stage မှာရေရဲ့ H2O carbonic oxide light energy ရဲ့သုံးခုပေါင်းပြီးတော့ chemical reaction ဖြစ်ပြီးတော့ဒီ photosynthesis လို့ခေါ်တဲ့ဓာတုဗေဒဓာတ်ပြုမှုဖြစ်ပြီးတော့ CCH12O6 လို့ခေါ်တဲ့ glucose နဲ့ oxygen လို့ခေါ်တဲ့ O2 နဲ့ထွက်လာတယ်ပေါ့နော်။ and ဒီနေရာမှာတခုပြောရရှိတာက photosynthesis မှာအမျိုးသောအဖြစ်ဒီ equation ကိုမှတ်ရင်ဒီ chemical reaction လေးတွေကိုမှတ်ရင်ဓာတ်ပေါင်းလေးတွေကိုမှတ်တဲ့အပြင်ဓာတ်ပေါင်းလေးတွေရဲ့ရှေ့မှာရှိတဲ့ ဒီ coefficient လို့ခေါ်တဲ့ကဏန်းလေးပေါ့နော် reactant ဘက်မှာရောဒီဘက်ချမ်းမှာရှိတဲ့ product ဘက်မှာရောရှေ့မှာရှိတဲ့ဒီ equation ညှိထားတဲ့ coefficient လို့ခေါ်တဲ့ကဏန်းလေးတွေကိုအလွယ်တကူသိချင်မှတ်သားထားဖို့လိုတယ်အဲ့တော့ equation ကိုမှတ်တဲ့နေရာမှာ 6CO2 6H2O light energy အဲတစ်ဖက်မှာပြန်ပြီးတော့ရေးဖြစ်ပြီးတော့ရက်ထွက်လာတဲ့ဟာ C6H12O6 နဲ့ 6O2 ဆိုပြီးတော့မှတ်သားထားဖို့လိုတယ်ပေါ့နော်အဓိကကဏန်းလေးတွေကိုပါထည့်မှတ်ဖို့ပြောချင်တာဖြစ်ပါတယ် um ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ photosynthesis ကိုအချမ်းမြင့်ရှင်းပြထားတာဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်း GED နဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေတင်သွားမှာဖြစ်လို့ channel ကို select ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရခင်ဗျာ။